င်္ဂလာပါနော်ဝီတို့ရဲ့ Harry and Beauty Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်နော်ဒီနေ့ဝီမျှဝေပေးခြင်းနဲ့ကြောင်းရည်တွေမှာဆိုလို့ရှိရင်ရှိဖို့ယောဂရှိနေတဲ့သူတွေကနှလုံးယောဂမဖြစ်အောင်ဘယ်လိုကွယ်ပေးလို့နိုင်လဲဆိုတာကိုမျှဝေပေးခြင်းပါရယ်နော်ခုမှရှိဖို့ယောဂရှိနေတယ်ဆိုလို့ရှိရင်နှလုံးယောဂတို့ကအတော်တော်လေးမှဆက်ဆက်မှုရှိတယ်ပေါ့နော်ဒါကြောင့်မို့လို့ရှိဖို့ယောဂရှိနေတဲ့သူတွေမှာဆိုလို့ရှိရင်နှလုံးယောဂဖြစ်နိုင်ကြီးကတခြားသူတွေထက်ပိုပြီးတော့များတယ်ပေါ့ เนาะအထူးသဖြင့်အမျိုးသမီးတွေမှာပါစီးဖို့ရောဂါရှိတဲ့သူတွေမှာဆိုလို့ရှိရင်ဒီနှလုံးသွေးကြောဆိုင်ရာဒီရောက်တဲ့နှလုံးရက်တာမျိုးတွေလေဖြတ်တာမျိုးတွေလည်းဒီပြဿနာကိုခံစားရဖြစ်နိုင်တယ်ဒါကြောင့်မို့လို့စီးဖို့ရောဂါရှိနေတဲ့သူတွေဆိုလို့ရှိရင်ပုံမှန်သူတွေထက်နှလုံးကျန်းမာရေးကထိခိုက်နိုင်ကြီးပိုပြီးတော့များတာပေါ့နော်ဥပမာဆိုလို့ရှိရင်စီးဖို့ရောဂါရှိနေတဲ့သူမှာသွေးလည်ပတ်မှုမကောင်းတာမျိုးတွေခြေတောက်တွေအနာဖြစ်ရင်အကျက်ခဲပြီးတော့ခံစားရဖြစ်နိုင်ပါတယ်နော်စီးဖို့ရောဂါရှိနေတဲ့သူ ူတွေမှာဆိုလို့ရှိရင်နှလုံးရောဂါဖြစ်စေတဲ့အကြောင်းရင်းကပါတယ်လဲပေါ့နော်။အဲ့လိုသွေးရင်းတကြားတဲ့မိတက်နေတဲ့အချိန်မှာဆိုလို့ရှိရင်ဒီနှလုံးကိုအထောက်ပတ်ပေးနိုင်တဲ့သွေးကြောတွေရောအာယုံကြောတွေပါပျက်စီးနိုင်စေတယ်။ဒီချိုရောဂါရှိနေတဲ့သူတွေမှာဆိုလို့ရှိရင်နှလုံးရောဂါဖြစ်စေတဲ့အခြားအကြောင်းရင်းတွေကသွေးပေါင်မိတက်တာပဲဖြစ်တယ်နော်။တတိယအဖြစ်ပြောမှဆိုလို့ရှိရင်သွေးတိုးတာပေါ့နော်။သွေးတိုးတဲ့အခါသွေးထိအားကြောင့်ဒီသွေးကြောတဲ့သွေးနည်းရံတွေကိုပျက်စီးစေနိုင်တယ်။ဒါကြောင့်မို့လို့သွေးတိုးတာရော ီရှိဆိုရောရှိနေမှာဆိုလို့ရှိရင်နှလုံးရောဂါပို့ပြီးတော့ဖြစ်နိုင်ခြင်းများပါတယ်เนาะတစ်ခုကကြတော့ဒီသွေးတွင်းမှာပေါ့เนาะအဆီများတာတကယ်လို့အဆီများနေတယ်ဆိုလို့ရှိရင်သွေးကြောတွေကိုတောက်တင်းစေပြီးတော့နှလုံးကိုထိခိုက်စေနိုင်တယ်เนาะဒါကြောင့်မို့လို့ဒီအချက်တွေရှိနေတဲ့သူရှိဆိုရောဂါရှိနေတဲ့သူတွေမှာဆိုလို့ရှိရင်နှလုံးရောဂါဖြစ်နိုင်တဲ့အကြောင်းရင်းတွေကတော့ဥပမာကိုယ်ကဆေးလိပ်တောက်နေတာမျိုးတွေအဝါလို့နေတာမျိုးတွေရှိတဲ့ကိုယ်လေးချိန်ထက်များနေတာမျိုးတွေကိုယ်လက်လှောက်ရှားမှုနေတာမျိုးတွေဖ ေးဝါးတဲ့အဆီများတာအသွင်းပြင်ဆီများတာကိုလစထောနဲ့ဆိုဒီယမ်ပါဝင်မှုများတာကိုစားတဲ့လူတွေဆိုလို့ရှိရင်ပေါ့နော်ပိုပြီးတော့ဖြစ်စေနိုင်တယ်နောက်တစ်ခုမှဆိုလို့ရှိရင်အဲကိုဟော်အလွန်တွန်တောက်နေတာတွေကိုလည်းဒီနှလုံးကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်နော်ဒါဆိုလို့ရှိရင်ဒီရောက်တဲ့နှလုံးရက်တဲ့ခါမှဆိုလို့ရှိရင်ဘလို့လက္ခဏာတွေခံစားရနိုင်စီလဲဆိုလို့ရှိရင်အသက်ရှူမဝတာမျိုးတွေမိုက်ခနဲ့မူးတာမျိုးတွေတတိလက်တာမူးဝေတာဆိုးတဲ့အရန်ထပ်ပြီးတော့မလှောက်ရှားပဲနဲ့ကိုဆိုးတွေတအားထွက်နေတာမျိုးတွေ ပေါ့နော်နောက်တစ်ခုတွေမှာဆိုလို့ရှိရင်ပခုံးတွေမေယိုးတွေပပက်လက်မောင်းတွေမှာဆိုလို့ရှိရင်နာကျင်နေတာမျိုးတွေရင်ဘတ် out တော့နော်အထူးသဖြင့်လှုပ်ရှားမှုတွေလောက်တဲ့အခါမျိုးမှာပါမအီမတာဖြစ်တာမျိုးတွေနော်ပြီးလို့ရှိရင်ဆိုးရှိုးတွေမှာဆိုလို့ရှိရင်ဒီခက်ချက်စီတဲ့အခါမျိုးတွေမှာတော့လမ်းလျှောက်နေရင်ခြေတောက်တွေကျွတ်တက်တာမျိုးတွေတင်မာတွေဒီမစုံနေနာကျင်နာမျိုးတွေနော်ဖြစ်ဖြားလက်ဖြားတွေအေးနေတာမျိုးတွေခြေတောက်လက်ထောက်တွေမှာဆိုလို့ရှိရင်ကျွေးခုံနှုံးနေတာမျိုးတွေနောက်တစ်ခုမှာဆိုလို့ရှိရင်ခြေတောက်အရေပြားအ ောက်မှာပေါ့နော်အစီတွေရော့နေတာမျိုးတွေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ပို့ပြီးတော့ခံစားရပြေနိုင်ပါတယ်နော်ဒါဆိုလို့ရှိရင်စီးချိုယောဂရှိတဲ့တူတွေဆိုလို့ရှိရင်နှလုံးယောဂမဖြစ်အောင်ဘလို့ကခွဲပေးရမလဲဆိုလို့ရှိရင်ဒီသွေးရင်းတကြားတက်ကိုပုံမှန်ပါရဏရှိမြောက်တက်မှန်ဆုံးထိုင်းပါနော်သွေးတိုးကိုထိုင်းပါသွေးကြဆေးကိုတောက်ပါစီးချိုရှိနေတဲ့တူတွေမှာဆိုလို့ရှိရင်သွေးပေါင်ချိန်ကပုံမှန်130နဲ့80အောက်မှာရှိနေဖို့လိုတော့ပေါ့နော်သွေးရင်းကကိုလက်စောကိုထဲရမယ်လိုအပ်ရင်ဆေးကမယ် အဝလုံးနေဝိုက်ချပေါ့နော်လေးကြီးခဲကိုမှန်မှန်လုပ်မယ်နှလုံးကျဲမှစီတဲ့အစားတောက်တွေစားပေးရမယ်ဆေးလိုက်တွေကိုဖြတ်ပေးရမယ်အယ်ကိုဟောကိုဖြတ်ပေးရမယ်ကိုလှလှုပ်ရှားမှုမှန်မှန်လုပ်ပေးရမယ်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးတွေမှန်မှန်ပါရမှာပေါ့နော်နောက်တစ်ခုဆိုလို့ရှိရင်ဆရာဝန်တို့ညွှန်ကြားတဲ့အတိုင်းရက်ချိန်မှန်မှန်ပြပေးရမှာဖြစ်ပါတယ်နော်ကဲဒါဆိုလို့ရှိရင်စီးထုတ်ယောဂရှိနေတဲ့ဒီနှလုံးယောဂမဖြစ်အောင်ဘလူကာခွဲရမယ်ဆိုတာအားလုံးသိကြပြီလို့ထင်ပါတယ်နော်ဒါဆိုလို့ရှိရင်ဝီရိုရဲ့နောက်ထပ်ဝီဒီယိုတွေကိုဆက်လက်ပြီးတော့ တော့ကြည့်ရှုနိုင်ဖို့အတွက် notification နဲ့ subscribe လေးနှိပ်ပြီးကြွားဖို့မမေ့ပါနဲ့နော်